ဝင်းဒိုး11တင်လို့ရတဲ့စတေရသွားပြီပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့ဝင်းဒိုး11တင်လို့ရတဲ့ဘူရီဝက်စတေကိုဘယ်လိုလုပ်ရလဲဆိုတာကိုပြောပြပေးသမားရဖြစ်ပါတယ်။ဝင်းဒိုးတင်လို့ရတဲ့မမ်မွေစတေကို လုပ်မယ်ဆိုလို့ရှိရင်လိုအပ်ချက်၃ခုရှိပါတယ်။ပထမတစ်ခုက Windows ISO file ပဲဖြစ်ပါတယ်။ဒုတိယတစ်ခုက Memory Stick တတိယတစ်ခုက Rufus software ပဲဖြစ်ပါတယ်။ Windows IS ဆိုဖိုင်ဘယ်လိုတောင်းရလဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးနဲ့ကျွန်တော်ရှင်းပြရှင်းပြထားပြီးတာရှိပါတယ်ဆိုတော့အဲ့ဗီဒီယိုလေးကိုတွားပြီးတော့လေ့လာဖို့အကြံပေးခြင်းပါတယ်နောက်တစ်ခုကတော့ memory stick memory stick ကတော့ 8GB အထက်ဖြစ်မယ်ဆိုရင်တော့အကောင်းဆုံးပါပဲနောက်ထပ်တစ်ခုကတော့ Roofer software ဖြစ်ပါတယ်တကယ်လို့ကျွန်တော်အတန်တွက်မှားသွားခဲ့ရင်လည်းနားလည်ပေးပါ Roofer software ကကြတော့ကိုယ့်ရဲ့ကြိုက်တဲ့ browser ကိုအဆင်ပြေတဲ့ browser တစ်ခုမှာ Roofer လို့ရိုက်ပြီးတော့ download လုပ်ရပါတယ် ဆိုတော့ဒါတွေသုံးခုပြည့်စုံပြီဆိုရင်တော့ Windows 11တင်လို့ရတဲ့ Memory Stick ကိုစပြီးတော့လုပ်လို့ရပြီဖြစ်ပါတယ်11တင်မဲ့ Memory Stick ကို format အရင်ဆုံးရှာပေးရပါမယ် format ရှာတဲ့နေရာမှာလည်း first 32နဲ့ရှာမလား NDF နဲ့ရှာမလားဆိုတာကိုကျွန်တော်ကပြန်ပြီးကြည့်ရအဲ့တော့ကျွန်တော်တို့က format ရှာမယ်ဆိုရင် right click ထောက်လိုက်ပါပြီးရင် format ကိုနှိပ်လိုက်ပြီးရင်ဒီမှာ first 32ရဲ့ anti efforts ရဲ့ရှိရဲကျွန်တော်အဲ့ရကိုကျွန်တော်တို့ anti efforts နဲ့ဆိုင်ဘာကြောင့်တော့ကျွန်တော် download တဲ့ window 11 file anti efforts နဲ့ဖြစ်နေလို့ပါเนาะအဲ့ကြောင့်ကျွန်တော် anti efforts နဲ့ format ချလိုက်မယ်ပြီးရင် stand နှိပ်လိုက်မယ်ပေါ့နော်ပြီးရင် okay format complete ဖြစ်သွားရင် okay ပြီးလိုက်ပါကိုက windows 10ကို gpt လုံးမလား nvr လုံးမလားဆိုတာကိုအရင်ဆုံးစစ်ဆေးပေးရပါမယ်အဲ့တော့အခုလက်ရှိမှာကျွန်တော် laptop ရဲ့ အမျိုးအစားကိုကျွန်တော်စစ်ဆေးမယ်ပေါ့နော်ဆိုတော့ကျွန်တော် laptop ရဲ့အမျိုးအစားကိုစစ်ဆေးမယ်ဆိုရင်ကျွန်တော် this pc မှာ right click ထောက်လိုက်မယ်အပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ manage ကိုသွားမယ်ပြီးရင် this management ကိုသွားမယ်ဒီမှာကျွန်တော်ရဲ့ memory ssd ကိုကျွန်တော် right click ထောက်ပြီးတော့ကျွန်တော်ကြည့်လိုက်မယ်ပြီးရင်ကျွန်တော် volume နဲ့ကိုကြည့်လိုက်မယ် volume ကကျွန်တော် gpt ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် gpt ကို gpt နဲ့ကျွန်တော်တင်ရမှာပေါ့နော်ဆိုတော့ရပြီဒါဆိုပိတ်လိုက်မယ် ဒီမှာ device ဆိုတဲ့နေရာမှာကိုယ် memory stick ကိုနှစ်ချောင်းထိုးလိုက်နှစ်ချောင်းပေါ်နေမှာတစ်ချောင်းပို့လိုက်တစ်ချောင်းပို့မှာပေါ့နော်ဒါမှန်လဲဒီ memory သွားရမယ်ပြီးလို့ရှိရင်ဒီမှာ slash ကိုရွေးလိုက် slash မှာကြတော့စောစောက down လာတဲ့ window 11 down လာတဲ့ iso file ကိုကျွန်တော်ကထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ iso file ကိုထည့်လိုက်မယ်ပြီးရင် open အခုနေရာလေးရောက်ပြီဆိုရင်ဒီမှာ standard window installation ပဲဒီမှာလည်း GPT ပဲဒါဆိုရင်တော့မှန်သွားပြီပေါ့နော်ဒီမှာရဒါရတော့အတူတူပဲဒါတွေအလုံးအဆင်ပြေသွားပြီဆိုရင်တော့ Windows 10ကိုစပြီးရောလုပ်ပါမယ်အောက်ဆုံးလေးကိုသွားပြီးတော့ step လေးနှိမ့်လိုက်ရင်ရပါပြီ။လုံရင်ကတော့တော်တော်ကြာနိုင်ပါတယ်။ကျွန်တော် rain နှိမ့်လိုက်ပါမယ်။ အဲဒီမှာဆိုလို့ရှိရင်ဒီမှာသူက user name ဘောနော user name ပေးပေးခိုင်းနေဗောဒီမှာတော့ user name ကတော့ admin ပဲကောင်းပါရဲ့နော်တခြားဟာရဲ့ထဲနည်းနည်းဟိုကဖြစ်နေဦးမယ် လုံတင်တန်းအကြာနေအကြာနိုင်တာမို့လို့ကျွန်တော်လုံတင်တန်းအောင်တော့မထဲတော့เนาะကြော်လိုက်ပါမယ်ဝင်းဒို11တင်လို့ရတဲ့စတေရသွားပြီပဲဖြစ်ပါတယ်